ထိုင်းမှာဈေးကြောင်းကိုတရားဝင်သုံးဆခွင့်ပြုထားတာကိုပြန်လည်ပိတ်ပင်ဖို့အစိုးရကစီစဉ်နေတဲ့နောက်ဒေါ်လာ1ဘီလီယံကျော်လောက်တန်ဖိုးရှိတဲ့ဈေးကြောင်းထုတ်လုပ်ရောင်းချောင်းမှုစီးပွားရေးလုပ်ငန်းတွေအတွက်နောက်ဆက်တွဲမရေရာမှုတွေကြုံလာနိုင်ခြေရှိနေပါတယ်။ထိုင်းဟာဈေးကြောင်းကိုနိုင်ငံရဲ့မူရစေဝါအဖြစ်ထည့်သွင်းစီရင်သတ်မှတ်ထားရကနေ2022ခုနှစ်မှာဖယ်ရှားပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့ဈေးကြောင်းကိုစိတ်အပန်းဖြစ်မှုအတွက်ရောင်းချောင်းမှုတွေဝယ်ယူသုံးစွဲမှုတွေဆက်တိုက်မြင့်တက်လာပြီး အလားအလာကောင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လင်းလင်းမြန်းမြန်းတိုးတက်ကြီးပွားလာနေပါတယ်။ဒါပေမဲ့အခုအခါမှာတော့ထိုင်းဆိုရဟာဆေးကြောက်ကိုစိတ်အပန်းဖြစ်ဖို့တတ်တတ်အတွက်ဝယ်ယူသုံးစွဲတာတွေကိုကန့်တတ်ထိန်းချုပ်ဖို့ညွှန်ကြားချက်တွေစတင်ထုတ်ပြန်လာပါတယ်။ဆေးကြောက်တရားဝင် အသုံးပြုခွင့်ရရှိအောင်ဥဆောင်ဥရအားပေးခဲ့တဲ့ဝမ်ချိုင်ထိုင်းပါတီကဝန်ကြီးချုပ်ပေထောင်တန်ရှင်နဝတ်ဥဆောင်တဲ့ညွန်ပါအစိုးရတဲကနှုတ်ထွက်သွားခဲ့ပြီးရပ်ပိုင်းအကြမ်းမှာပဲ။ ြည်ရင်းကစေးကြောက်ဝယ်ယူသုံးဆွဲခွင့်မူဝါဒနဲ့ပတ်သက်လို့လှုပ်ခတ်မှုတွေပေါ်ပေါက်လာတာပါဂျွန်လ24ရက်ညနေပိုင်းမှာတော့ထိုင်းကျမ်းမာရေးဝန်ကြီးဌာနကစေးကြောက်အယောင်ဆိုင်တွေအနေနဲ့ဆရာဝန်ရဲ့ထောက်ခံချက်လက်မှတ်မပါရင်စေးကြောက်မယောင်ပေးဖို့ညွှန်ကြားချက်ကိုထုတ်ပြန်လိုက်ပါတယ်တနည်းအားဖြင့်ဒါဟာစိတ်ပန်းဖြေမှုတသက်အတွက်စေးကြောက်ဝယ်ယူခွင့်ကိုစတင်ကတ်သက်ထိန်းချုပ်လိုက်တဲ့အတိတ်ပဲလို့ဆိုနိုင်ပါတယ်။အနာဂတ်မှာတော့စေးကြောက်ကို မွေးရဆေးဝါးအမျိုးအစားတစ်ခုအဖြစ်ပြန်ပြီးစည်ရင်သွင်းသတ်မှတ်ဖို့ရှိနေကြောင်းလဲကျွမ်းမရေးဝန်ကြီးစွန်ဆက်သက်စုတင်ကပြောပါတယ်။အဲ့ဒီသတင်းထွက်ပေါ်လာပြီးတဲ့နောက်နိုင်ငံအနှံ့ကဆေးကြောအယောင်းဆိုင်တွေမှာကျိုးတင်ဝယ်ယူစုဆောင်းသူတွေကြောင့်ရောင်းအားတိတိတသာတိုးတက်သွားခဲ့ပါတယ်။မူလကတော့ထိုင်းမှာဆေးဖြည့်ဝါဖြည့်ရောစိတ်အပန်းဖြစ်မှုအတွက်ပါဆေးကြောတွေရောင်းချရမှုတန်ဖိုးဟာစုစုပေါင်းဒေါ်လာ3.1ဘီလီယံထိများပြားနိုင်ကြောင်းခန့်မှန်းထားပါတယ်ရှင်။